ကစင်းနဲ့လမ်းစားလို့ကောင်းတာပဲတအားကျောင်းပိတ်ကြတာမှလွမ်းနေတချို့တွေဆိုလို့ရှိရင်ကျောင်းပိတ်သွားတာမှရအောင်လာဝဲတယ်တချို့ကလေးကြောင့်နိုင်ငံသားရောက်သွားတယ်ဒီတကုံတက်တယ်ကျောင်းကကလေးရနိုင်ငံသားရောက်သွားတဲ့တက်ကဒီ NDE ရှိရပဲဝယ်ပေးပါဆိုလို့ရှိရင် DND ကိုတပုံပြလိုက် DND ဟုတ်လားမဟုတ်လားကြည့်မယ်ဆိုကြည့်တော့ DND ပါဆိုလို့ရှိရင် DND ရှိရပဲလာဝဲတယ်အဲ့ခုနကလေအရိယဥစ္စာနိုင်ငံသား ခလေးကမှာလို့သူတို့ကဝယ်ပေးထားတာကျွန်မက73နှစ်သမီးတည်းရာစာဖူးခဲ့ရပါအမေကဒီပညာလေးပဲသင်ပေးခဲ့တယ်ပညာစာဖူးပဲပညာသင်ပေးခဲ့ရမို့ပညာရခြင်းသူပညာတော့မသင်ခဲ့ခဲ့ဘူးဒါလေးနဲ့ပဲကျွန်မတို့မိသားစုတွေစားနိုင်တောက်နိုင်တာပါ မရပါပြောရဲဆိုလူလူပညာသင်ဖို့လေငါအင်အားမရှိငါမှလည်းပတ်သက်မရှိဘူးလူဈေးရောက်မှာငါ့ကိုလည်းစားငါ့ကိုလည်းကျေးလို့ရမယ်ညီတို့လည်းစားလို့ရမယ်ဆိုတော့ဈေးရောက်ခိုင်းတယ်ဈေးရောက်ခိုင်းတော့ကျွန်တော်တို့ကလည်းကျင်တတ်တယ်ဘာလို့မိဘကိုရှာကြွေးခြင်းနဲ့စိတ်ကရှိနေတဲ့တုန်းကိုကျင်ကျင်နဲ့နဲ့နဲ့ရှာကြွေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့ကလည်းဈေးရောက်တယ်ဈေးရောက်တော့ကအဲ့တုန်းကဆိုလို့ရှိရင်ဈေးပန်းကဒီဈေးပန်းကတက်တက်အဲ့ဒီကျွန်မစားရောက်တဲ့တက်တက်ပဲဒီဈေးပန်းက ဓောက်တွေပါတွေကတော့ကျိုးကုန်ပြီဒါအစ်စ်လောက်ထားတဲ့ဓောက်တွေပေါ့နော်အဲ့လိုမျိုးဒီသေးပန်းကမပြစ်နိုင်လို့တန်ရတန်ရောတယ်ဒီအောင်မြင်မမြင်ရတယ်လို့ပဲဆိုပြီးတော့အဲ့လိုခံစားချင်နေတဲ့ဒီသေးပန်းတွေကတော့မကြည့်ရဘူးမေကအဲ့တုန်းကသူကကစင်းနဲ့ကိုသူကမျိုးမျိုးလောက်တာကစင်းနဲ့အချောင်းဆိုတာရှိတယ်သူကတိုင်နဲ့ရိုက်ပြီးတော့ လောက်ရတဲ့ကစီနယ်ရှိတဲ့မျိုးမျိုးကစီနယ်၃မျိုးအရောင်လေးတွေလို့ကစီနယ်စတော်ဘယ်ရီကစီနယ်အုံးကစီနယ်အဲ့လိုမျိုးခုနအုံးပါဆယ်တာယူရတာအုံးသီးကိုဂျိုးထိုးပြီးတော့မှွေပြီးတော့ဟာထိုးတဲ့ဟာဒါကြတော့အုံးသီးအစင်းကိုပတ်တဲ့ဟာအချင်းကတော့ပေးရတယ်အချင်းကတော့၃၄နာရီလောက်ကြာတယ်။ဘာဖြစ်လို့လဲဆိုသူ့ကိုထညက်ကိုထဲလိုက်တဲ့ချိန်မှာဒီထညက်ကိုစစ်တာစစ်တဲ့စကားကလည်းကောင်းအောင်မသဲမပါတာ ဲ့စစ်ပြီးတော့လည်းမပြီးသေးဘူးဒီရဲ့ကြိုထားတဲ့အိုးကျမရင်နှွေးနဲ့ပြန်ပြုတ်ရတယ်ရင်နှွေးပူပူနဲ့ပြုတ်ပြီးတော့မှအဲ့တော့မှကစင်းနဲ့ရဲ့တဲတွေကဆင်သွားတာအဲ့ဆေးပြီးပြီလားဆိုတော့အိုးတိုက်ဟာနဲ့တစ်ခါပြန်တိုက်တိုက်ပြီးတော့အပူပြန်ပေးပေးပြီးတော့မှကစင်းရဲ့အရေကိုတစ်ခါပြန်လောင်းလောင်းပြီးတော့ကျမကလမန်းချိန်ပဲကစင်းနဲ့ထည့်တဲ့ခါကျတော့ဟိုဘလောက်ဘလောက်တယ်လို့မဟုတ်ဘူးမှန်းပြီးတော့ထည့်လိုက်တာပဲခါကြရင်မာသွားတဲ့နေ့တွေရှိသလိုပြောက်သွားတဲ့ချိန်နောက်ပြန်ကျမတို့ကရာသီဥတုလေးနဲ့တိုက်နေတယ် ဒီလိုနေပူလာရင်ကျွန်တော်တို့ကမာမာလေးနက်နက်မာမာလေးလောက်ရတယ်။အဲမိုးရင်းရောက်လာပြီလားဆိုကျွန်တော်တို့ကပျော့ပျော့လောက်ရတယ်။အဲသူစောင်းရင်းရောက်လာပြီလားဆိုလို့ရှိရင်အေးတက်တဲ့အတွက်ကိုပိုပျော့ပေးရတယ်။သူ့ရဲ့ယာတီလိုက်ကိုဒီကစင်းကြီးကလောက်ရတာ။တပိဒါခွဲပေါ့နော်။တပိဒါခွဲလောက်ပဲကျွန်တော်တို့ကကုန်တယ်။ခါရမ်းဆိုရင်ကျောက်ခေါင်းမုတ်ကခုနလိုမျိုးပေါ့ဒီတခုတစ်ထောင်နဲ့ရောင်းလိုက်တဲ့ခါကျရင်တော့အခု100ကုန်လို့ခုနလိုအထုပ်လေး2500တန်းလေးဆိုတော့ခါကျရင်10ရုပ်ကုန်လို့ခါကျရင်9ရုပ်လည်းကုန်ကုန်လို့ ို့ရ900ရှော့ပေါ့เนาะကျေးဇူးပါဟောက်ကိုစားကြတာကြာပြီတော့ဟာခုမှတွေ့ရပေါ့ပြရတဲ့ကြောင့်ဒီမှာ60တလန်လမ်းတို့မှာရောင်းပါတယ်။ဟုတ်ကဲ့9နာရီခွဲကနေစရောင်းတာ။ဒီမှာ9နာရီထိရောင်းပေးထားပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီကုန်နေ့ညောင်းမှာခါကျရင်17နာရီဖြစ်တယ်။ခါကျရင်10နာရီခွဲ10နာရီခွဲဆိုတော့ရောက်ပါပြီ။10နာရီခွဲကနေစရောင်းတယ်။ဒီမှာ ဒီရပိုင်းမှာနေရန်ပူလို့နှစ်နာရီလို့ကျွန်မတင်းသွားပါတယ်ဒေနောင်းလေးတွေကကြတော့ no way ပါကတပွဲကိုတထောင်ခေါင်းမုတ်တထုပ်ကိုထောင်အုံကြီးခေါင်းမုတ်ကလည်းတထောင်ကစင်းနေလေးတွေကြတော့900ပဲရောင်းထားပါတယ်ဒါလေးတွေကြတော့2500ပေါ့နော်ဒါလေးတွေကြတော့တထောင်ရောင်းပါတယ်ဒီကမြမရိုးရကစင်းနေအစ်စ်ပါဒီဥဒါထញ្ញက်အစ်စ်ကိုပဲကျမတို့ကသုံးလို့ရပါတယ်ထញ្ញက်တူဆိုလို့ချင်းသုံးလို့မရပါဘူး